2018ခုနှစ်မတ်လကကျင်းပစစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့အောင်ချက်ရာဂိုင်းနှုန်း33.89ရာဂိုင်းနှုန်းရှိရလို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိရပါဗျ2018-2019ပညာသင်နှစ်အတွက်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုဝင်ရောက်ဖြည့်ဆို့သူဦးရီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့6သိန်းတထောင်ကျော်ရှိပြီးဖြည့်ဆို့အောင်မြင်သူ2သိန်း4ထောင်ကျော်ရှိရလို့သိရပါဗျစာမေးပွဲဖြည့်ဆို့ဖို့စည်ရင်းသွင်းလျှောက်ထားသူចောင်းသားဦးရီ9သိန်း6ထောင်ကျော်ရှိပြီးစတင်ဖြည့်ဆို့တဲ့မြန်မာစာဘာသာရေးနေ့မှာ လာရောက်ဖြည့်ဆိုသူ9300ကျော်ရှိပြီးဖြည့်ဆိုဖို့ပြက်ကွက်သူចောင်းသားဦးရေကတော့9100ကျော်ရှိရဖြစ်ပါတယ်။ဒါကြောင့်ဖြည့်ဆိုသူ6300ကျော်ရှိတဲ့အနက်ဖြည့်ဆိုအောင်မြင်သူ2000ကျော်ရှိတာကြောင့်အောင်ချက်ရာခိုင်နှုန်းအနေနဲ့33.89ရာခိုင်နှုန်းရှိတာဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိရပါတယ်။2019ခုနှစ်တက္ကသိုလ်ဝင်ဆောင်မှုဝဲမှာသိပ္ပံဘာသာရဲ့အတွက်အမှတ်အများဆုံးအဖြစ်အထက်ကနှစ်ရန်ကင်းကမောင်တုဒရေမိုးကအမှတ်ပေါင်း955မှတ်နဲ့ရရှိခဲ့ပါတယ်။သိပ္ပံ ဘာသာရဲမှာအမှတ်အများဆုံးရရှိခဲ့တဲ့မောင်တုတရဲမိုးကလည်းသူ့ရဲ့ခန်းစားချက်ကိုအခုလိုပဲပြောပြခဲ့ပါတယ်။ဒါနဲ့မရောမောင်တုတရဲမိုးကအထက်ကနေရှင်ခဲ့ရပါရှင်ပြောပါတယ်တိုင်မတိပြောပါတယ်ရှင်မဲချက်ကအင်ဂျင်နီယာတယောက်ဖြစ်ပေါ်ပါကျွမ်းစားခဲ့ရတယ်စာအုပ်နေတိုင်းပုံမှန်ချက်တယ်အမြဲမေးဖို့ဟောင်းတွေကိုထပ်ခါထပ်ခါလေ့လာတယ်ဟိုဖတ်စာကိုတလုံးမကြံအကုန်ဖတ်တယ်ဘယ်အခန်းမှမလွတ်ဘူး definition တွေဆိုရင်လည်းတေချာချရည်ပဲဥစ္စာတွေကိုလည်းအာအပြည့်မှန် ထုတ်နိုင်အောင်တိကျအဖြစ်ထုတ်နိုင်အောင်စိတ်ဆက်တည်ချောင်စူးစမ်းအကောင်းဆုံးနဲ့စူးစမ်းထားရတော့အကောင်းဆုံးဖြစ်အောင်ဖြစ်မယ်ဆိုပြီးတော့စိတ်ထဲမှာမှတ်ထားပါအကောကိုဖြစ်နိုင်တယ်လို့အမှန်အများဆုံးရနိုင်တယ်လို့ဖြစ်မယ်စဉ်းစားပါဖြည့်ပြီးတော့ဂျင်းနဲ့ပါအားရတယ်ပါတာအားလုံးခိုက်တည်မခေါ်ဘူးစစာတိုင်တိပါမထားရှင်တက်တယ်ကဲနာစာတင်ဝိုင်းကဲနာစာတင်ဝိုင်းကအဒီအမြဲအပေးရဲ့အန်တီတော်များစိန်နဲ့ဆရာဆမ်းမရဲ့အားလုံးနဲ့ကျေးဇူးတင်ပါတယ်။အကြောင်းကတော့အမပေးစီမြင့်တဲ့အညီ ဖြည့်ဆို့နိုင်အောင်ပံ့ပိုးပေးတယ်။ကျောင်းကျောင်းခေါ်ခြင်းပြည့်အောင်လည်းတက်တယ်။အာဆရာဆရာမတွေကဆာမေပွဲကိုလည်းအတလေးတစားဖြည့်ရအဗျူးဆက်ပြီးတော့ဖြည့်ရအရာအမားတွေဆရာမရတယ်ဗျူးဆက်တယ်အရာအမားတွေကိုပြင်ပြီးတော့အာဒီနောက်ဆုံးဆာမေမမအာမှတ်ထားတယ်အမောင်းပြန်ပြီးပြုတ်ပြင်ပြင်ဘာလို့အမားတွေကိုပြောချင်တာကစာချက်ချင်းတနေ့6နာရီထားပါအာတနေ့စာတနေ့လုပ်ပါနောက်ဖတ်စာကို အခမ်းမမလို့အောင်ဖတ်မှတ်ပါနောက်ပြီးတော့မိဘဆရာသမားကိုရိုသေကိုင်းဆိုင်ပါဖရာတရားလုပ်ပါမိကိုဟောင်းနေများများလေးလာပါ ဒါအပြင်ဝိဇာဘာသာရဲမှာတော့အထက်ကတာမခန်ကမောင်မင်းသက်ခိုင်ကစုစုပေါင်းရမှတ်904မှတ်နဲ့၎င်းဝိပန်ဘာသာရဲမှာအထက်ကငါကမာယုကမောင်အောင်တန်းကျော်ကအမှတ်ပေါင်း917မှတ်နဲ့၎င်းတနိုင်ငံလုံးအမှတ်အများဆုံးရရှိသူတွေဖြစ်ခဲ့ပါတယ်။2019ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆမ်ဝဲဝင်ရောက်ဖြည့်ဆူခဲ့သူတွေထဲမှာရန်ကုန်တိုင်းဒေသကြီးကအများဆုံးဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးကဒုတိယအများဆုံး၊စကိုင်းတိုင်းဒေသကြီးကတတိယအများဆုံးဖြစ်တယ်လို့သိရပါတယ်။2019ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆမ်ဝဲအတွက်စာစစ် ဌာနပေါင်း1594ခုထားရှိစစ်ဆေးခဲ့တယ်လို့သိရပါဗျ။တက္ကသိုလ်ဝန်ထမ်းဆမ်မဝဲအောင်ချက်ရာဂိုင်းနှုန်းတွေအနေနဲ့2016ခုနှစ်မှာ29.6ရာဂိုင်းနှုန်း2015ခုနှစ်မှာ38.6ရာဂိုင်းနှုန်း2014ခုနှစ်မှာ38.6ရာဂိုင်းနှုန်း2013ခုနှစ်မှာ34.89ရာဂိုင်းနှုန်းတို့ရှိခဲ့ပါဗျ။ 2019ခုနှစ်အတွက်တက္ကသိုလ်ဝင်ဆောင်မွေးအောင်စည်းရင်းတွေကိုဇွန်လ18ရက်နေ့နံနက်ပိုင်းကထုတ်ပြန်ခဲ့ပြီးစာတင်ကျောင်းတွေမှာအရင်နှစ်တွေကအတိုင်းနံနက်တနအီဝင်းကျင်တွေကလာရောက်ကြည့်ရှုသူကျောင်းသားတွေနဲ့မိပါရီများပြားခဲ့တာဖြစ်ပါတယ်။